ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်လာပါရောက်ပါရေညီမရောက်မရဲ့အခန်းကိုလိုက်ပြပေးမယ်ငါမက်လေးကလည်းအခုမှလက်ထက်ရသလားဒီစင်းရဲ့သားမကြောင့်ငါအချစ်တယ်မကအောင် အာယုံစိုက်မှုတွေအားလုံးလည်းဝေခွဲလိုက်ကြတယ် တကယ်လို့တီအိမ်ကိုငါသာအရင်ရောက်လာရင်ဒီနေ့အာယုံဆိုင်မှုအပြည့်အဝငါပဲရခဲ့မှာဒီမှာဆင်းရဲသားမနဲ့ဝေမျှနေရမှာမဟုတ်ဘူးအခုချိန်မှနေရလုံးကသူတို့အခန်းထဲကိုသွားလိုက်ပါတယ်နောက်တနေ့မနက်မှာတော့ကျောင်းမငယ်ရင်ကျောင်းမအခုချိန်နေအဆင်းသင့်မဖြစ်သေးဘူးလားကျောင်းမမြင်မြန်လေးပြင်ဆင်ပြီးအပေါ်မိဖို့ကြောင့်တက်လာခဲ့နော်ညီမကျောင်းမကြီးနဲ့တူတူမိဖို့ကြောင့်သွားတော့မယ်ကောင်းပြီဖူပွင့်ဒီလိုပြောပြီးဖူပွင့်ကဆန်နီနဲ့အတူမိဖို့ကြောင့်ကိုသွားလိုက်ပါတော့တယ် မိဖို့ကြောင့်ကိုရောက်ကြနေစန်းနီရဲ့မျက်လုံးကအဲ့ဒီကအဲကုန်းအပေါ်ကိုရောက်သွားပါတော့တယ်။ငါရခမအိမ်ကိုအလေလက်တန်းစားလို့ထင်ထားတာ။ဒါပေမဲ့သူတို့ကလည်းငါတို့လိုပဲချမ်းသာတယ်။မိဖို့ကြောင့်နဲ့မှအဲကုန်းမှာရှိနေရပဲ။ရောင်းမတွေ့တာရေရောင်းမတို့နှစ်ယောက်ကိုရဲ့ပထမဆုံးမိဖို့ကြောင့်တလေအတွက်ချက်ပြုတ်ကြပါ။မြမသွားရမယ်နော်။မိဖို့ကြောင့်နဲ့မှအဲကုန်းတက်ထားတော့အဲကုန်းဖွင့်လို့ရတယ်။ကောင်းပြီဖူးပွင့်ရေ။ဒီနေ့ကချွေးမနှစ်ယောက်လုံးရဲ့ပထမဆုံးမိဖို့ကြောင့်တလေလုံးရမယ်နေပဲဖြစ်ပါတယ်။ ဒါကြောင့်ချိန်ပေါင်းနှစ်ယောက်လုံးကအတူတူပေါင်းပြီးသူတို့ရဲ့ပထမဆုံးမိဖို့ကြောင့်ဒလိအတွက်ထမင်းတွေဟင်းသင်းဟင်းရွက်ပိတ်ထမင်းဒန်ပေါက်ပူရီနဲ့ပိဟင်းဒိန်ကင်းဟင်းနဲ့အချိုရီကိုချက်ပြုတ်ကြပါတယ်ချိန်မတို့ရင်နင်တို့နှစ်ယောက်ကအချိန်တို့အတွင်းမှာပဲအစားအစာတွေအများကြီးကိုချက်လိုက်တယ်အားတော့ချွေးမကြီးစီကနေဒီလောက်ကြီးတော့မျောနေမထားခဲ့ဘူးအဲ့လောက်ချမ်းသာတဲ့မိသားစုကကောင်းပါလေးရငါတို့အင်ကိုလာပြီးအလွတ်လုံမဲလို့မထင်ထားဘူးဒါပေမဲ့ချွေးမကအသက်တည်ပြလိုက်ပြီ ိမ်မူကိစ္စတောင်းမင်းတွေကိုစင်းရတဲ့မိန်းကလေးတွေပဲလုတ်တက်တာမဟုတ်ဘူးဆိုတာကိုလေဒီနေ့ကျွန်တော်လဲကျွန်တော်မိမကိုရမ်းကုန်ယူတယ်ပြီးတော့ချက်ထားတဲ့စားစရာတွေကလည်းအရင်ကောင်းတာပဲကိုကိုချီချင်းမှုတွေကြားပြီးစန်ဒီကအရင်ပြိုသွားပါတော့တယ်ပြီးတော့သူတို့ရဲ့ပထမဆုံးမိဖို့ကြောင့်ဒလိကိုလှုပ်ပြီးတော့နင်ညီမနှစ်ယောက်လုံးကသူတို့အခန်းလေးကိုသွားလိုက်ကြပါတယ်ပြီးတော့စန်ဒီကသူ့တငယ်ချင်းကိုဖုန်းဆက်လိုက်ပါတယ်လက်မထက်ခင်ကနေငေါ့လှောင်ပြောင်နေရလေငါရောက်ခမအိမ်ကအလဲလက်တန်းစားလို့ပြောနေရမလား ခဏနေအောင်ငါနဲ့တို့ခုပြစရာရှိတယ်ဒီလိုပြောပြီးဆန်နီကမိဖို့ကြောင့်လေးကိုတောင်းလိုက်ပါတော့တယ်မြင်လားငါရခမအိမ်ကမိဖို့ကြောင့်ထဲမှာတော့မှအေကွန်းတက်ထားတာနော်ကောင်းလိုက်တာဆန်နီရဲ့တကယ်လို့နေရခမအိမ်ကမိဖို့ကြောင့်ထဲမှာအေကွန်းတက်ထားရင် နေရခမအိမ်မှာရိုတီလောက်တဲ့ဆက်လည်းရှိမှာပဲနင့်အတွက်တော်တော်အဆင်ပြေသွားပြီနင့်ရိုတီလောက်ရတာတိတ်ပင်မန်းတော့မှမဟုတ်ဘူးနော်နင်ပြောတာမှန်တယ်ဟာရိုတီလောက်တဲ့ဆက်လည်းဒီနားမှာရှိမှာပါ ကောင်းပြီလေ ငါနောက်မှပဲစကားဆက်ပြောမယ်နော်။ကိုတငယ်ချင်းနဲ့စကားပြောပြီးဆန်ဒီကအခန်းလေးကိုသွားလိုက်ပါရယ်။နောက်နေ့မှာဆန်ဒီကမိဘကြောင့်လေးကိုစားတောင်းချက်ဖို့အတွက်ပြန်သွားခဲ့ပါရယ်။ဒီတစ်ခါမှတော့သူကရူတီလုတ်တဲ့ဆက်ကိုလိုက်ရှာနေပါရယ်။ရောင်းမေးရောင်းမပါရရှာနေရလဲ။အော်ငါရူတီလုတ်တဲ့ဆက်ကိုရှာနေတာဘုပွင့်ဒီနေ့ရူတီလုတ်ရမှာလေ။เจ้ามาโรตีลุ๊ดเส็ดကိုလိုချင်တာလားလာပါဒီအိမ်မှာโรตีลุ๊ดเส็ดပဲမှာထားလဲဆိုတာညီမไลฟ์ပြပေးမယ် ဒီလိုပြောပြီးဖူးပွင့်ကသူ့ရောင်းမောင်ကိုမိဖို့ချောင်းရဲ့ဝရဏစီကိုခေါ်တော်ပြီးမြေမိဖို့ကိုပြလိုက်ပါတယ်။ဒါဒီအိမ်မှာတုံးတဲ့ရိုဒီလောက်တဲ့ဆက်ပဲ။အင်းရဆိုညီမတို့ကအရန်ဆင်းရတာ။မြေမိဖို့နဲ့ပဲချက်ပြုတ်ပြီးစားတောက်ခဲ့ရတာ။ဒါပေမဲ့ညီမရဲ့အကူအနှောက်ကဝင်ငွေကောင်းကောင်းရှာလာကြရတယ်လေ။အခုတော့ညီမလေးတို့အဆင်ပြေပြေနဲ့နေနိုင်သွားပြီ။ဒါပေမဲ့လေအရာအားလုံးရှိနေတာတော့မှအမေနဲ့အဖေကမြေမိဖို့နဲ့လောက်တဲ့ရိုဒီပဲစားတဲ့အချင်းရှိရလေ။ အရင်ဆိုအမေကမြေမီးဖို့ပေါ်မှာရိုဒီယိုလောက်တယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့အမေလည်းနေမကောင်းဖြစ်လာတော့မီးဖို့ကြောင့်အလုပ်တွေကညီမအပေါ်ရောက်လာတာပေါ့အဲ့လောက်အပူထဲမှာညီမရိုဒီယိုမလုပ်ပေးနိုင်ဘူးလေအဲ့ဒါကြောင့်ညီမမီးဖို့ကြောင့်ထဲမှာအဲကွန်းတက်လိုက်တာပြီးတော့မြေမီးဖို့ဗရန်ဒါပို့လိုက်တယ်အဲ့ဒါမှမီးဖို့ကြောင့်မပြက်စီးမှလေပြီးတော့အဲကွန်းရဲ့လေကိုလည်းရနေအောင်ဒါပေမဲ့အခုရောင်းမတို့ညောက်ကအမေနဲ့အဖေအတွက်မြေမီးဖို့ပေါ်မှာရိုဒီယိုလုပ်ပေးရမှာနော်ရရမလားတလောက်ပူတဲ့အချိန်မှာ ငါတော့မြင်းမီးဖို့ပေါ်မှာရိုတီလုံးဝမလုပ်ပေးနိုင်ဘူးဒီလိုလှုပ်လိုက်မယ်ငါလင်ညီမအငယ်ကဆင်းရဲတဲ့အိမ်ကပဲမြင်းမီးဖို့နဲ့ရိုတီလုံးရမယ့်တာဝန်သူ့ဘော်ပုံချလိုက်ကောင်းမလားပဲနေရာဒီမှာဆန်နီကမြင်းမီးဖို့ပေါ်မှာရိုတီမလုပ်ရအောင်သူကတွေ့တာရောက်လာတာနဲ့တွေ့တာကိုပြောပါတယ်တွေ့တာရင်နေရောက်လာတာအတော်ပဲကြည့်လေဒီလောက်ကြီးတဲ့မီးဖို့ကြောင့်မှအလုပ်တွေကလည်းအများကြီးပဲငါတို့နေရာအလုပ်တွေခွဲလုပ်ကြရင်ရိုတီနဲ့ဟင်းသီးရွက်ကိုနင်းလုပ်လိုက် ထမင်းနဲ့ကျန်တဲ့ဟင်းတွေကိုငါလှုပ်လိုက်မယ်။ဒီနေ့တော့ငါထမင်းနဲ့ဟင်းသင်းရွက်နည်းနည်းကိုချက်လိုက်မယ်။နေရမြေမီးဖို့နဲ့ရိုတီကိုလှုပ်လိုက်။တကယ်တော့အမင်းနဲ့ဖေကလေမြေမီးဖို့နဲ့လှုပ်ထားတဲ့ရိုတီမှစားချက်နာတဲ့။ငါတို့ကထမင်းစားလိုက်မယ်။ဂျာတီဦးတို့အရန်ပူတော့နင်လူနှစ်ယောက်စာပဲရိုတီလှုပ်လိုက်လေ။ကောင်းပါပြီအမ။နှစ်ယောက်စာအတွက်ပဲရိုတီလှုပ်ရမှာလေ။အမအလောက်အလောက်တွေကိုလှုပ်နေရပဲ။ညီမလှုပ်ပေးပါမယ်။လူနှစ်ယောက်စာအတွက်ပဲရူတီလောက်ရမှာဆိုတော့ Twitter ကသဘောတူလိုက်ပါတယ် ဒီနေ့မှာတွေးတာကဝရဏမထိုင်ပြီးသူရောက်ခမရီအတွက်ညီမီးပေါ်မှာရူတီကိုလုပ်ပေးပါရယ်။ဆန်ဒီကတော့အေကွန်ကိုဖွင့်ပြီးတက်တောင်တက်တာနဲ့ကျင်းနေသူတွေအတွက်ဟင်းချက်ပေးပါရယ်။ဒီလိုနဲ့အချင်းတွေကုံဆုံးလာခဲ့ပါရယ်။ပြီးတော့တဖြည်းဖြည်းနဲ့ဆန်ဒီကသူ့ရဲ့စင်းရဲတဲ့လင်ညီမငယ်ကိုအနှောက်ယှက်ပေးလာခဲ့ပါရယ်။တွေးတာရေနင်ရူတီလုပ်နေတာဆိုတော့ဒီလိုလုပ်လေဒီနေ့အားလုံးအတွက်ရူတီပဲလုပ်ပေးလိုက်တော့နေ့ရောညပါထမင်းမဆပြီးအားလုံးလည်းငင်းငွေနေပြီ။ဟင်းသိဟင်းရွက်ဟင်းတို့တော့ငါချက်ပေးမယ်။ ဒါပေမဲ့ရောင်းမရင်တလောက်ပူတဲ့အပူချိန်မှာမြေမီးဖို့ပေါ်မှာညီမတယောက်တည်းအားလုံးအတွက်ရိုတီလုပ်ပေးရမှာလားယင်။အော်အဲ့တော့ဘာဖြစ်လဲတွေ့တာရဲ့။နေရနေရောက်စာအတွက်လုံနေရပဲလေ။ကျန်တဲ့လူအတွက်ပါလုံလိုက်ပေါ့။ဇန်နီပြောတော့အပူတန်းကြောင့်စိတ်နှောင့်ယှက်ဖြစ်နေတဲ့တွေ့တာကငင်းခံပြီးအားလုံးအတွက်မြေမီးဖို့ပေါ်မှာရိုတီကိုလုပ်ပေးနေပါတယ်။အိုးဒီနေ့ငါတို့အတွက်လေရိုတီကိုလုပ်ထားတာလား။ငါတို့တွေရိုတီစားရဖို့ကံပါသွားတာပေါ့။အဲ့ဒါတော့လင်ညီမလေးကလှုပ်ချင်တာမဟုတ်ဘူး။ ကျမအချင်းချင်းခက်ခါပြောတော့မှ तू आ လှုပ်ပေးတာချွေးမကြီးအဲ့လိုမလှုပ်ပါနဲ့ကျန်တဲ့သူတွေလည်းရိုတီစားခြင်းကြတာပဲလေလှုပ်ပေးရင်အားလုံးအတွက်လှုပ်ပေးလိုက်ပါအဖေရေရာသီဥတုကအရင်ပူတယ်လေတနာစရာရောင်းမငယ်ကမြင်မိဖို့နဲ့ဆိုတော့ပိုပင်ပန်းနေမှာပေါ့အဲ့ဒါကြောင့် तू आ မလှုပ်ပေးတာနေမှာပါတကယ်လို့အဲ့လိုဆိုရင်လဲချွေးမတွေ့တာရေနေငါတို့အတွက်ပဲမြင်မိဖို့နဲ့ရိုတီလှုပ်ပေးလိုက်လေချွေးမကြီးရေ ကျန်တဲ့သူတွေအတွက်ရိုတီကိုနင်ကက်စမီပို့ပေါ်မှာလှုပ်လိုက်နော်ဒေါ်စုမွေရဲ့စကားကိုကြားပြီးတော့ဆန်ဒီကမျက်နှာပြက်သွားပါတော့တယ်ပြီးတော့တခါထပ်ပြီးတွင်တာကသူ့ရောက်ခမတွေအတွက်နင်မီပို့မှာရိုတီကိုလှုပ်ပေးနေချိန်မှာဆန်ဒီကတမင်တကာလာသားဆောင်ရဲ့တကားကိုပိတ်လိုက်ပါတယ်သူ့ဘာသာသူပူပူလောင်လောင်နဲ့ရိုတီကိုလှုပ်နေပါစေသူ့ကြောင့်ငါဘာလို့နေဘူးခံရမှာလဲပြီးတော့ငါသူ့တက်အများကြီးချက်ပြုတ်ရတာလေဒါရီအလုံးကိုကြည့်ပြီးတွင်တာကအရင်စိတ်မကောင်းဖြစ်သွားခဲ့ပါတယ် ီးတော့ညဘက်မှာသူကအကြောင်းအရာတွေအကုန်လုံးကိုမင်းလွင်ကိုပြောပြလိုက်ပါတယ်။ကျမဆင်းရဲတဲ့အိမ်အားဖြစ်လို့လင်ညီမအကြီးကကျမကိုအနှံ့ကျင့်နေတာ။ဒါပေမဲ့ကျမတီးထက်ပေါ်ပြီးတီးမခံနိုင်တော့ဘူး။ဒါဆိုတီးခံမနေနဲ့ပေါ့ပြန်ပြောလိုက်ပေါ့အခုတော့ငါ့ကိုခဏလောက်အနားယူဝင်ပေးပါဦး။ဒီလိုပြောပြီးမင်းလွင်ကသူ့လက်ကိုသူ့လုံနေပါတယ်။ဒီလိုနဲ့ပင်အချိန်တွေကုန်ဆုံးလာခဲ့ပါတယ်။အကြောင်းပြချက်တစ်ခုမဟုတ်တစ်ခုနဲ့ဇန်နီကတွေ့တာကိုပင်မြင်းမီးဖို့ပေါ်မှာအလုံးတော်ရူတီကိုလုတ်ခိုင်းပါတယ်။ ဒီလိုနဲ့တနေမှာတော့တွေ့တာရေနေအောင်မြေမီးပုံနဲ့လူနှောက်စာအတွက်ပဲရိုတီလုံးညာလားဒီမှာကြည့်ငါထမင်းနဲ့ပဲဟင်းရည်ကိုလည်းချက်ပြီးပြီဟင်းသီးဟင်းရွက်ကိုလည်းငါချက်နေတယ်ဒီလိုလုပ်လေနင်လည်းပေးနှမရက်ပြီးအားလုံးအတွက်ရိုတီလုတ်ပေးလိုက်ပြီးတော့အဲကွန်းလည်းပိတ်လိုက်ဖွင့်ထားတာတော်တော်ကြာနေပြီဒါပေမဲ့ရောင်းမရေညီမလည်းပူနေတယ်ညီမအခုပဲအပြင်မှာမြေမီးပုံနဲ့ရိုတီလုတ်ပြီးပြန်လာတာလေအခုလည်းအပူထဲမှာပြန်ပြီးရိုတီလုတ်ပေးရမှာလားတွေ့တာရေ နင့်အဖေရဲ့တလဆောင်ဝင်ငွေလောက်နေတာဒီအဲကွန်းရဲ့ပေးရမလောက်ဘူးနည်းနည်းလောက်လျှက်စစ်မျိုးချွေတာလေဇန်ဒီကတွေတာကိုဒီလိုပြောပြီးထွက်သွားလိုက်ပါတော့တယ်အခုတော့တွေတာကလည်းထပ်ပြီးတီးမခံနိုင်တော့ပါဘူးနောက်နေမနဲ့မှာတော့တွေတာရဲ့ငါဟင်းသင်းရွက်တွေကိုလှီးနေတယ်နေရအမေနဲ့အဖေတို့ရောကျန်တဲ့သူတွေတက်ပါမြ мян လေးရိုတီလောက်ပေးလိုက်အမေရေမင်းညတရားကျမအဖျားအရန်တက်နေတာဒီနေ့အမေကလင်ညီမအကြီးကိုပဲရိုတီလောက်ခိုင်းလိုက်ပါလားယဟုတ်သားပဲ ချွေးမရေးအမြဲတမ်းချွေးမငယ်ရပဲရိုတီယိုလှုပ်ပေးနေရတာဒီနေ့တော့အမေတို့အတွက်နေမဲရိုတီယိုလှုပ်ပေးလိုက်ပြီးတော့ကျန်တဲ့သူတွေအတွက်ပဲထမင်းကိုချက်ပေးလိုက်အဲ့လိုဆိုချွေးမရဲ့အလုပ်ကလွယ်သွားလိမ့်မယ်ဒေါ်စွန်ဘုံပြောတာကိုစန်နီကငင်းလို့မရပါဘူးပြီးတော့မြင်းမီဘုံပေါ်မှာသူ့ရောက်ခမတွေအတွက်ရိုတီကိုလှုပ်ပေးလိုက်ရပါတယ်တကယ်လို့အမေကဒါမပြောခင်ငါအဲ့ဒီစင်ရသားမောက်ပဲရိုတီလောက်ခိုင်းမှာဒီမှာအရန်ပူတာပဲအဲကောကလေလည်းမရအောင် မကြင်မနဲ့နဲ့ဆန်ဒီကအားလုံးအတွက်ရူဂျီကိုလုပ်ပေးပါတယ်ပြီးတော့နောက်နေ့ညနေမှာရူဂျီလုပ်ရမယ့်အလှည့်ရောက်တော့အမေနဲ့မကြီးရေဒီနေ့တွင်တာကနေကောင်းသွားပါပြီဒါမဲ့မနက်ကသူကျွန်တော်အတွက်တည်တည်တွေလီးပင်းရင်းနဲ့ဓာရှာသွားတယ်အခုလေးနဲ့ပတ်တီးစီပီးပြီးခေါ်လာခဲ့တာသူအခန်းထဲမှာနားယူနေတယ်အဲ့တော့မကြီးရေဒီနေ့လည်းမကြီးပဲမိဖို့ကြောင့်မှချက်ပြုတ်ပေးလိုက်ပါအောင်ချွေးမကြီးဒီနေ့တော့မင်းဟင်းပွဲ၄၅မျိုးလောက်ကိုမချက်နိုင်ဘူးလားတခုလို့ဒီနေ့ရိုတီနဲ့ဟင်းသင်းဟင်းရွက်ကိုပဲချက်လိုက် ဒါပေမဲ့မနေ့ကလည်းကျမပဲမြင်မိဖို့ပေါ်မှာရိုတီယိုလှုပ်ရတာလေ။ဘာဖြစ်လို့လဲရောင်းမရေးဒီနေ့လည်းလှုပ်လိုက်ပေါ့။ဆန်နီကအင်ကလူတွေရှေ့မှာဘာမှမပြောနိုင်ပါဘူး။ပြီးတော့ဒေါသတကြီးနဲ့မြင်မိဖို့ပေါ်မှာရိုတီတွေကိုစတင်လှုပ်ပါရယ်။ဒီလိုနည်းနဲ့ Twitter ကအကြောင်းမျိုးမျိုးပြပြီးအလုပ်ကိုရှောင်နေပါရယ်။ဒါပေမဲ့အခုဆန်နီကတော့ထပ်ပြီးပြီးမခံနိုင်တော့ပါဘူး။ "तू ကတခါတလေနေမကောင်းဖြစ်လိုက်တခါတလေလက်ကိုဓာရှသွားလိုက်နဲ့ တကယ်လို့အမေတို့ကမြေမီဖို့ပေါ်မှာလှုပ်ထားတဲ့ရိုတီကိုစားချင်လဲကိုရံလှုပ်စားကြတော့ကျမနေ့တန်းတလောက်ဘူးထဲမှာမြေမီဖို့ပေါ်မှာရိုတီမလှုပ်ပေးနိုင်တော့ဘူးကျမကိုမိဘအိမ်မှာတော့တလောက်အလုပ်ကိုလုပ်ခဲ့ရတာမဟုတ်ဘူးရခမအိမ်ရောက်မှပဲတလောက်အလုပ်တွေလုပ်နေရတာပြီးတော့ဒီဆင်းရဲတဲ့ကောင်မလေးကိုလည်းကြည့်အောင်သူ့ဘဝမီးဖို့ကြောင့်နေစပြီးမီးဖို့ကြောင့်နေမှအဆုံးသက်တာ哦သူကတော့ဒီမှာမိဖုရားကြီးလို့အနားယူနေတယ်လင်ညီမကြီးရဲ့လင်ညီမအကြီးရဲ့ဒီအထင်မှားမှုဖျောက်ပေးဖို့အတွက် ညီမအမရဲ့လက်ပွက်ကိုအမပေါ်မှာပဲပြန်သုံးခဲ့တာအမညီမကိုဆင်းရဲတဲ့အိမ်ကမလို့နှိတ်ကုတ်လို့ရမယ်လို့ထင်နေအောင်ညီမဆင်းရဲပေမဲ့ငတုံးတော့မဟုတ်ဘူးတကယ်လို့အလုတ်တွေကိုတန်းတူခွဲဝေထားရင်ပြီးတော့အမချမ်းသာတယ်ဆိုပြီးမန်မာနာမပြခဲ့ရင်ညီမလည်းအမပေါ်မှာဒီလိုလောက်ခဲ့เสียအကြောင်းမရှိဘူးချွေးမကြီးရဲ့ချွေးမတွေ့တာပြောတာလုံးဝမှန်တယ်သူဒီအိမ်ကိုရောက်လာတဲ့အခါနေ့တိုင်းသူကပဲငါတို့အားလုံးအတွက်မိဖို့ပေါ်မှာရိုတီယိုလောက်ပေးနေရတာသူကလည်းအပူတန်ကိုခံရမှာပဲလေ ဒါပေမဲ့တမီးကချမ်းသာတဲ့အိမ်ကားဆိုတော့အဲကွန်းနဲ့ချက်ပြုတ်နေရတာကိုနေရအဲ့ဒီကြောင့်မိသွားတာဖြစ်မယ်။ဒါပေမဲ့အခုငါဒီအိမ်မှာငါချွေးမပေါ်မှာထပ်ပြီးခွဲခြားဆက်ဆံတာတွေဖြစ်ဖို့မပေးနိုင်ဘူး။အဲ့ဒါကြောင့်ငါဆုံးဖြတ်လိုက်ပြီ။တရက်ကိုချွေးမငယ်နဲ့နောက်တရက်ကိုနေရမြေမီဖို့ပေါ်မှာရိုတီလောက်ကိုလောက်ရမယ်။အခုငါနေလို့ထဲကဘသူ့ရဲ့အကြောင်းပြချက်ကိုမှနားထောင်တော့မှမဟုတ်ဘူးနော်။စန်ဒီကရောက်ခမရဲ့ဒီဆုံးဖြတ်ချက်ကြောင့်လုံးဝမကျေနပ်ပါဘူး။ဒါပေမဲ့သူကဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်အခုတရက်ကို Twitter ကမြေမီပုံပေါ်မှာ routine ကိုလုပ်ရပါတယ်။ပြီးတော့နောက်တရက်မှာ Sandy ကလုပ်ပေးရပါတယ်။ဒီလိုနဲ့အခုအားလုံးဟာအဆင်ပြေသွားခဲ့ပါပြီ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။